တန်တရာဖြစ်စရာရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီယကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားတေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီယများနေတယ်ဆိုရင်လေနေရာကိုတေးချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါအီရန်သားခေါင်းမာပြီးယူရေနီယံတန့်စင်မှုတွေပြန်ဆိုင်ရင်အမေရိကန်ကနောက်တစ်ကြိမ်ဘုံကျဲဖို့စဉ်းစားမယ်လို့သမ္မတဒေါ်နယ်ထရန့်ကချိန်ချောက်ခဲ့ပါတယ် အခုလာတယ်မှာအီရန်နဲ့အစ္စရေးကြား၁၂ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခအတောအတွင်းအမေရိကန်ဟာအစ္စရေးဘက်ကပါဝင်ကူညီပြီးအီရန်ရဲ့ယူရေနီယံတန်းစင်မှုအ धिक စခန်းကြီး၃ခုကိုဘုံကျဲခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာအီရန်နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေကိုတိတိယယောက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ထရန့်ကအကြွေးကြော်ခဲ့ပေမဲ့အီရန်ကတော့အပြက်အစီအဲ့လောက်မများဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ဒါအပြင်အီရန်အစိုးရအဖွဲ့ခေါင်းဆောင်အဓိပတိကြီးအယာဒေါ်လာအလီခါမေနီက အီရန်ဟာကာတာနိုင်ငံမှာရှိနေတဲ့အမေရိကန်စစ်ကမ်းတစ်ခုကိုဒုံးကျည်တွေနဲ့လက်တော့ပြန်ပစ်ခတ်ရင်အမေရိကန်ကိုပါဖြတ်ရလိုက်တယ်လို့အထိနာစေခဲ့တယ်လို့ကြွေးကြော်ခဲ့ပါတယ်။ဂျွန်လာ28ရက်နေ့မှာတော့ထရန့်ကသူချမ်းသာပေးလိုက်လို့သာခါမေနီအသက်ရှင်နေတာလို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ခါမေနီရဲ့နိုင်ငံကပျော့ပျော့ပြုံးနေပြီဖြစ်ကြောင်းခါမေနီရဲ့ဆိုးရုပ်တဲ့နျူကလ িয়ার စခန်း၃ခုလည်းဖျက်ဆီးချိန်မုံတာခံခဲ့ရကြောင်းခါမေနီဘယ်မှာပုံးနေတယ်လဲဆိုတာကိုလည်းသိရှိထားပေမဲ့ ။အစ္စရေးကိုရောကဘာပေါ်မှာအခမ်းအနားဆုံးစွမ်းရင်အထက်မြတ်ဆုံးဖြစ်တဲ့အမေရိကန်စစ်တပ်ကိုပါခါမီနီရဲ့အသက်ကိုမထိပါဖို့သူကတားဆီးခဲ့တာဖြစ်ကြောင်းထရန့်ကဆိုပါတယ်။ခါမီနီကိုအင်မတန်အယုတ်ဆိုးပြီးအဆက်တကွဲဖြစ်မဲ့မရှုမလသေခြင်းမျိုးကနေသူကယ်ခဲ့တာလို့လဲထရန့်ကမှတ်ချက်ပေးထားပါတယ်။ထရန့်ကသူဟာအီရန်အနေနဲ့မြ мян ဆန်ဆန်ပြက်လဲနလန်ထူလန်အောင်ကူညီဖို့အတွက်အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေကိုဖယ်ရှားပေးလိုက်ဖို့စီစဉ်နေခဲ့ပေမဲ့အခုတော့ ခါမေနီစီကကျင်ညာချက်ကိုမြင်ပြီးအဲ့ဒီဆဲကူကိုဆုံးလွန်လိုက်ပြီးလို့လဲထရန့်ကဆိုပါတယ်။သူ့ကိုဥတီထားတဲ့ကျင်ညာချက်ဟာဒေါသအမုန်းတရားဆက်ဆော့မှုတွေပြည်လွှမ်းနေကြကြောင်းဒီတော့သူကလည်းအရေးယူပိတ်ဆို့မှုတွေကိုရှော့ချဖို့နဲ့တခြားလုံဆောင်ချက်တွေကိုချက်ချင်းရန်နာလိုက်ကြောင်းထရန့်ကပြောပါတယ်။ဒါအပြင်အင်ဖီရိုမာပြုတ်လောက်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့အမေရိကန်ဟာလိုအပ်လာရင်အီရန်ကို နောက်တစ်ခါဘုံကျဲဖို့ဖြစ်လာနိုင်တယ်လို့သတိပေးထားပါတယ်။အီရန်ရဲ့ယူရေနီယံတန့်စင်မှုဟာ အန်ဒီရဲ့ရှိလောက်တဲ့အခြေအနေမျိုးဖြစ်လာရင်နောက်ထပ်ဘုံကျဲအောင်မလားလို့သတင်းထောက်တွေကမေးတဲ့အခါထရန့်ကလိုအပ်တဲ့အစင်းလိုသူယူဆရင်တေချာပေါက်တုတ်ဆိုင်မနေပဲလှောက်ဆောင်မှာဖြစ်တယ်လို့ပြောကြားသွားပါတယ်။သူက ကုလသမဂ္ဂလာအောက်ခံအပြည့်ပြည့်ဆိုင်ရာအတမ်စွမ်းရင်အေဂျင်စီ IAEA နဲ့တခြားယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေကအမေရိကန်ဘုံကျဲရခံခဲ့ရတဲ့အီရန်နျူကလ িয়ার ဌာနတွေကိုဝင်ရောက်စစ်ဆေးခွင့်ရဖို့လိုလားကြောင်းလဲပြောပါတယ်။တစ်ဖက်မှာတော့အီရန်က IAEA နဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုဆိုင်းငံ့ထားမယ်လို့ကြေညာထားပါတယ်။ IAEA အကြီးအကဲ Rafael Grossi ကအီရန်ရဲ့ Uranium သတ်စင်မှုအခြေအနေတွေကိုပြန်လည်အကဲဖြတ်လေ့လာနိုင်ရေးကသူ့ရဲ့ဦးစားပေးရည်မှန်းချက်ဖြစ်တယ်လို့ပြောထားပါတယ်။အီရန်ကိုအစ္စရေးကလေကြောင်းတိုက်ခတ်မှုတွေစတင်ခဲ့တဲ့ဇွန်လ17ရက်နေ့နောက်ပိုင်း IAEA ပညာရှင်တွေဟာအီရန်မှာအဲ့ဒီလိုစစ်ဆေးမှုတွေကိုထပ်မံလှုပ်ဆောင်နိုင်တာမရှိသေးဘူးလို့သိရပါရှင်။ တန်တရာဖြစ်เสียရရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီယကင်းတဲ့အကွာဝေးရောက်ရင်အမှတ်အသားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာအဖွဲ့အစည်းတွေစီအသိပေးပါအမှတ်အသားထားခဲ့ဖို့အန်ဒီယများနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ